အားလုံးပဲမင်္ဂလာပါနော်ဆရာက KB နက္ခတ်ဘေးဒင်ပညာရှင်ဆရာကုလူကြီးပဲဖြစ်ပါတယ်ဆရာကပေါ့နော်ဒီနေ့စဉ်ပေါ့နေ့စဉ်တင်းနာဂျူသွားရင်းနဲ့တင်းနာစီးတဲ့နက္ခတ်လေးကိုကြည့်ပြီးတော့ဆရာတော်ဟာဒီအဲနက္ခတ်သခင်ဂျူပိုင်းနဲ့ဘာဝတွေရပေါ့နော်ဒီတိတာမှာအဲဘယ်ဆန္ဒရသည်လက်ရှိရဲ့သူတွေမှာဘယ်လက်တမားလေးတွေရတော့အဲငွေဝင်ကန်ကောင်းပြီးတော့ဘယ်လက်တမားတွေရတော့ဝေကြီးဆိုးရှုံးနိုင်တဲ့ ရှယ်လေးဖြစ်တယ်ဆိုတော့ဆရာရွေးချယ်ပေးနေတာပေါ့နော်အဲ့ဒါကိုအဲဆရာအားတဲ့အချိန်လေးတွေမှာအားတဲ့လေးတွေကြိုးပြီးတော့တရက်ကြိုးပြီးတော့ဆရာကအဲသွားဒီကြိုတင်အတီဗီခေါ်ကြပေးနေတာပေါ့နော်အဲ့တော့ဆရာကဒီမနေ့ပြန်ပေါ့နော်၁၄ရက်နေ့အတွက်ဆရာကကြိုတင်ပြီးတော့အဲသတိထားတဲ့လက်လေးတွေနော်နောက်ပြီးတော့ဒီငွေဝင်ကောင်းကောင်းမဲ့လက်လေးတွေငွေတိဆိုးရှုံမဲ့လက်လေးတွေကိုဆရာကကြိုတင်ပြီးတော့ခေါ်ကြပေးမှဖြစ်ပါတယ်ပေါ့နော်အဲ့တော့မနေ့ပြန်မှာဆိုလို့ရှိရင်ဆရာတို့ဒီ မေထုံရာသီနဲ့မကရရာသီမှာအဲတည်ရှိခဲ့သည်ဟိုနှစ်ခုရှာဆိုတဲ့ဒီကြာသာပြီးပိုင်းနှစ်ခက်လေးပေါ့ဦးဒီနေ့ညလေးဖြတ်သန်းနေမှာနော်၁၄ရက်နေမှာနော်အဲ့တော့ဖြတ်သန်းနေမှာဆိုတဲ့အခါကျတော့ဆရာတို့ဒီဘုနှစ်ခုရှာနှစ်ခက်လေးပေါ့ကြာသာပြီးနှစ်ခက်လေးကိုဖြတ်သန်းနေတဲ့အခါမှာအဲလက်စနဘာရှိတယ်မှာဘယ်လက်တရားငွေဝင်ပြီးဘယ်လက်တရားအဲဟိုဘဖြစ်မလဲပေါ့နော်ဒီငွေကြီးဆုံးရှုံးမလဲဆိုတာကိုဆရာကအဲဇာတာလေးနဲ့ပြပြီးလို့ပေါ့နော်ပြပြီးမှခါမှာတေချာမှတ်သားပြီးတော့မှအဲကိုပတ်သက်ဝန်မင်းနေဆိုရှင်ငွေကြီး လုပ်ငန်းလေးတွေလုပ်ပေါ့နော်ကိုပတ်သက် social media ဆိုရင်အဲဒီမှာအလောင်းစားလုပ်တာတွေ short နော်အလောင်းစားမလုပ်နဲ့ကိုကိုငွေကြီးကိုစစ်စီပြီးတော့သတိထားပြီးသုံးဆွဲပေါ့နော်အဲ့လိုမျိုးလေးဆရာကအဲဂျိုတင်ပြီးတော့သတိပေးနေတာပေါ့နော်ဒီကောစာဒီတင်းလာဂျိုသွားလေးတွေကတကယ်လည်းအစွမ်းထက်ပါတယ်နော်တကယ်ကိုကောင်းမွန်တဲ့နေခက်ဖြစ်တဲ့နေမှာတကယ်ပဲဆရာတို့ကအဲပတ်သက်နေဝင်လာတာတွေနော်အလုပ်ကင်ကောင်းတာတွေနော်နောက်ပြီးကိုကဘာလဲခက်လို့ရလဲဆိုတော့ကကျကိုကအရေးကြီးတဲ့ကိစ္စတွေကို စောင့်ပြီးလုပ်လို့ရတာဘောနော်ကိုကံကောင်းတဲ့ရက်တွေမှာကိုဟာဦးသူများရှိရငွေအဲအကူအညီတောင်းရရှိရဲအဲကိုကိုကံကောင်းတဲ့နှက်ခက်လေးပေါ်မှာလက်တင်းလာလေးဖြတ်တန်းနေတဲ့နေ့မှာအဲကိုကံလေးတွေကပုံတိုးတက်တယ်ပုံတိုးတက်တာကြောင့်ငွေရဖို့အခွင့်အရေးတွေရှိတယ်ဘောနော်ရှိရတဲ့အဲ့ဒီနေ့မှာအဲဟိုတငယ်ချင်းရှိအကူအညီတောင်းတာပဲဖြစ်ဖြစ်လုပ်လို့ရတာဘောနော်အဲ့လိုမျိုးတွေအဲအကျိုးရှိတာဘောနော်အကျိုးရှိရဲအဲဟိုဘောနော်ဒီတနေ့တာဟောလေးတွေကိုဆရာကဟောပေးမှဖြစ်ပါတယ်ဘောနော် ဲ့တော့ဆက်ပြီးကြည့်လိုက်ကြအောင်เนาะဒီမဲ့ဆရာအဲဟွာဇာတာလေးနဲ့ပြပြီးပေါ့เนาะအဲ့တော့ဒီမှာပေါ့เนาะ14ရက်10လဒါဒီနေ့ဇာတာကွေပေါ့เนาะကောင်းကွေရဲ့ဒီဂျိုးနေတွေပေါ့ဒါစနေရှိမယ်ရာဦးရှိမယ်အဲကိတ်ရှိမယ်နော်ဒီကြာတာရေးရှိမယ်တင်းလာရှိမယ်တနေုံနေရှိမယ်အဲတောက်ကြရှိမယ်နော်ဘူရူအင်္ဂါပေါ့ဂျိုကြီးကလုံးကိုဆရာဒီမှာသူ့ဂျိုဝင်နေတဲ့သူသူ့ပြန်ရတဲ့သူရက်တီနေတဲ့ဟာကိုဆရာကဒါဒီပြတာပြတာထားတာပေါ့နော် အဲ့တော့မရက်ပြန်မှာဆိုလို့ရှိရင်တင်းလာယူလျာဆိုရှင်ဒီအမ်ဒီမေထုံရာသီနဲ့ဒီကရကတ်ရာသီပေါ့နှစ်ခုကြားထဲမှာရှိတဲ့ဒီပုံနှစ်ခုရှာလို့ခေါ်တဲ့ဒီကြာလာဘေးပိုင်နက်ခတ်လေးကိုဖြတ်နေမှာပေါ့နော်ဒီတင်းလာလေးရာစီးနေနေမှာပေါ့နော်အဲ့တော့တင်းလာလေးရာကြာလာဘေးနက်ခတ်လေးကိုစီးနေတဲ့ခါမှာကြာလာဘေးရဲ့အစွမ်းတတိတရားချက်ဒီကဘာမျိုးပေါ်ကိုတက်ရောက်နေမှာတက်ရောက်နေတဲ့ခါကျတော့ကြာလာဘေးရာဆိုရှင်ဘယ်ရာသီဒီပိုင်တယ်လဲဆိုတဲ့ခါဓနုရာသီနဲ့မေရာသီကိုပိုင်နေပေါ့နော်ဓနုရာသီနဲ့မေရာသီကိုပိုင်နေပေါ့နော် အဲ့တော့မိမိရဲ့မူလဇာတာလက်လေးတွေ12ပါးရှိတယ်။နော်မူလဇာတာလက်12ပါးရှိတဲ့နေရာမှာဆရာတို့ဘယ်လက်လေးကငွေဝင်ကံကောင်းမလဲ။ဘယ်လက်လေးကငွေကြီးဆုံးရှုံးပြီးတော့ထွက်နိုင်လဲ၊ကုန်ကြနိုင်လဲဆိုတာကိုဆရာကအဲကြိုတင်ပြီးတော့အသိပေးမှာပေါ့နော်။24ရက်10လ25ရက်နေ့မှာဒီတို့ရာသီဆိုရင်မိမိရဲ့ဒီမူလဇာတာလက်မှာဆိုလို့ဒီတို့ရာသီနဲ့မယားသီရှိတယ်နော်။မယားသီလက်တွေရှိတယ်လက်တွေရှိတယ်မှာဆရာဒီဘယ်နဲ့တန်းကြလဲဆိုတော့ကြည့်အောင်ပေါ့နော်။ဆရာအဲ့မှာငွေကြီးကံကောင်းနိုင်တဲ့လက်တွေကဆိုကုန်ကုန်လက်တွေပေါ့နော်။ ုံလက်တရားဆိုလို့ရှိရင်အဲကုံလက်တရားဆိုရှိရင် तू ကဒီကုံလက်ကုံလက်ကကုံလက်မှာတဏ္ဍဘဝဆိုရှင် तू ကရည်တွက်မှာဆိုရင်ဒီကောင်ကဓနုက7တဏ္ဍကြပြီးတော့မေယာတရားကြောင့်2တဏ္ဍရတော့ဗော2တဏ္ဍ7တဏ္ဍဗော27ဗောနော်ဆိုတော့ဘာဝအကျိုးတွေရဆိုလို့ရှိရင်2တဏ္ဍဆိုတာငွေကြီးဘာဝနော်ငွေကြီးစုံရောင်းမိစရာတွေငွေကြီးဝင်တာတွေနော်ငွေဘဏ်အငွေတိုးွားတာတွေဒါဒီနှစ်တန့်မိသားစုဘာဘာဒါထားပါတော့နော်ပြီးစီဝိုင်းနဲ့ပတ်သက်ရင်နှစ်တန့်ဆိုတော့ငွေကြီးပါပါ ဆက်တဲ့ဆိုမျက်စွန်းသွားပါวะเนาะဆန္ဒပြေဝါခြင်းမျက်စွန်းခြင်းเนาะပျော်ရွှင်ခြင်းเนาะအာဝမ်းမြောက်ဝါးစာဖြစ်ခြင်းเนาะဒီဒီဘာวะလက်လာပါပါ လာပါပါလို့ခေါ်တယ်เนาะလာပါအဲ့တော့ဒီနှစ်တန်းဆက်တဲ့အကျိုးအောင်ဖြစ်တယ်ကုံလက်လေးတွေကမနေ့ပြန်ပါအဲပေါ့ပေါ့တိုးနေတာပေါ့နော်သူတို့ကငွေကြီးဝင်မယ်တရားပေါ့ငွေကြီးတွေဝင်မယ်နော်မနေ့ပြန်ပါသူတို့ရှိရင်ဝန်ထမ်းသမားလေးတွေကအဲဟောပေါ့နော်ဒီကိုယ့်ရဲ့ဒီအရေးကြီးတဲ့ကိစ္စတွေလုပ်ငန်းဆောင်တာကိစ္စတွေမနေ့ပြန်ပါလောက်ကင်ပေါ့နော် အဲ့မှာလုပ်ကိုင်းတော့ငွေကြီးတော့ဒီလုပ်ငန်းစတင်တာမျိုးတွေနော်ပတ်ဆိုင်ရမဲ့အမျက်ဆုံးရှိမဲ့အလုပ်တွေကိုပို့ပြီးကြိုးစားလုပ်မယ်ဆိုရင်ပို့ပြီးတော့မျက်ဆုံးမှာပေါ့နော်အဲ့ဒါကိုဆရာကကျူတင်အတိပေးထားတာပေါ့နော်နောက်နောက်တစ်လက်အနေနဲ့ကျတော့ဒီပြိတ္တလက်ပေါ့နော်ပြိတ္တလက်ဒီအနေနဲ့ကျတော့ဆရာတို့ဒီဟောပေါ့နော်အဲသူက၈တန်း၁တန်းကြာတော့၈၁ပေါ့နော်၈၁ကြာနော်၈တန်း၁တန်းကြာတော့နော်ဒီ main နဲ့တနုကအဲသူပြိတ္တလက်ဒီမူလသာရမှာပြိတ္တလက်လေးဖြစ်နေလူတွေမှာ ဒီဂျာလာဗီရဆိုလို့ရှိရင်ဂျာလာဗီဂျူကြီးဟာရှစ်တန်းဆက်တတ်တဲ့အကျိုးတောင်းเนาะဒီဘောနဘာဝတွေလို့အကျိုးတောင်းအကျိုးဖြစ်နေမှာပေါ့နော်အဲ့တော့သူ့အတွက်ရှစ်တန်းဆက်တတ်အကျိုးဆက်တတ်ဆိုတာကခုနဆရာပြောသလိုပျော်ရွှင်ခြင်းအောင်မြင်ခြင်းเนาะဟိုဘောနဆန္ဒပြေဝါခြင်းမျက်စွန်းခြင်းအဲ့တော့သူကရှစ်တန်းဆိုတာကဂျာတော့သူတို့ဘာရဲ့ငွေကြီးနော်ခုနှစ်တန်းအရေးနှစ်တန်းနော်သူတို့ဘာရဲ့ငွေတွေဆိုမျက်စွန်းပါဘောနော်အဲ့နောက်တော့ကရှစ်တန်းဆိုတာကဆိုတော့ဒီ အဲမမျောမနာမရုပ်တရရတဲ့ငွေမျိုးတွေထီပေါက်တာမျိုးတွေပေါ့နော်နှလုံးပေါက်တာမျိုးထီပေါက်တာမျိုးတွေပေါ့နော်အဲ့လိုဖြစ်ပေါ်နေတာအဲ့တော့ဆရာတို့ကအဲဒီပြည်သက်လက်နဲ့ကုတ်လက်တွေကမလက်ပြန်မှာငွေကြီးတွေအဲသွားကြည့်ဟိုတော့အဆင်ပြေပြေရရှိနိုင်တယ်ပေါ့နော်အဲ့လိုငွေကြီးရရှိနိုင်နေတာကိုဆရာကအဲဂျိုတင်အသိပေးခြင်းဖြစ်တယ်14ရက်16လ2025နဲ့မှာပြည်သက်လက်နဲ့ကုတ်လက်တွေကငွေကြီး ဟိုเนาะဒီရုပ်တရက်ရရှိတယ်မျက်စွန်းနိုင်တယ်အဲ့တော့အလုပ်တွေကိုလုတ်ကဲမှာစတင်ပြီးလုတ်ကဲမှာအဲ့မှာအဲပတ်သက်ရနိုင်တဲ့အလုပ်တွေကိုကျူကျူတွေလုတ်ကဲမှာလို့ဆရာကအဲเนาะဒီအတိပေးလိုက်တယ်ပေါ့เนาะနောက်ဒုတိယပေါ့เนาะဒီငွေကြီးဆုံးရှုံးတဲ့နဲ့လက်တွေရတဲ့ဘယ်လက်တွေလဲဆိုတော့ဒီမိန်လက်မင်းရတရားဆိုရှင်ဒီကြာတာပြေးရဆိုရှင်ပါတယ်မိသက်လက်တော့ကတော့ဆောင်းဆွေဆုံးချိုးချင်းပါပါ12တန်းဆိုငွေကြီးကုန်ကုန်ကြတာတွေဆုံးချွန်းတာတွေเนาะမမျိုးလင်းမဲ့ငွေထွက်တာတွေအဲ့လိုမျိုးပေါ့เนาะအဲ့တော့အဲ့တော့ဒီ မရက်ပြမှာမိသားလက်တွေတော့ငွေထွက်နိုင်တဲ့အနေအထားရှိတယ်ဘော။အဲ့တော့အဲ့လက်တွေဘာပြောပြောအဲ့မိသားလက်သမားလေးတွေကငွေကြီးကုန်ကြနိုင်တဲ့အတွက်ကြောင့်အဲ့ဒီမှာနည်းနည်းသတိထားပြီးတော့အဲစင်စင်ရင်ပတ်စံကိုသုံးဆွဲပါလို့ဆရာကကြိုတင်အကြံပေးလိုက်တယ်ဘောနော်။နောက်တက်တလက်ကတော့ဒီမဲ့မကရာလက်တွေဘောနော်။မကရာလက်တွေကရေတွက်ရင်ဒနုရာသီနော်ကြာသာပြီးပိုင်နေဒနုရာသီက၁၂တန်းကြာနော်။မကရာလက်လေးတွေကလည်းနောက်ကြမှာငွေကြီးဆုံးရှုံးတတ်တယ် เนาะအဲ့တော့ငွေကြီးဆုံးရှုံးတဲ့လူတွေကကြတော့ဘာလို့ရမလဲဆိုရှင်ကွငွေကြီးဆုံးရှုံးမဲ့ဆိုရှင်ဆိုတာလှူဒန်းတာလဲစနစ်တက်တာလှူဒန်းခြင်းလို့ခေါ်တယ်ဗောနော်အဲ့တော့အလှူဒန်းလေးတွေလုပ်ပေါ့ကိုကတွေ့တဲ့အချိန်မှာကိုတွေ့တဲ့အဲဆရာသမားကိုကရိုရာမျိုးတွေနောက်နောက်ပြောဒီတွေ့မှာလမ်းမှာတွေ့တဲ့ဒီအဲဗောနော်ဒီဟိုပတ်စံတောင်ရမ်းတဲ့သူတွေကိုလှူဒန်းတာမျိုးတွေဗောနော်အဲ့လိုမျိုးငွေကြီးလူဒန်းလိုက်ပဲဆိုလို့ရှိရင်လည်းဘာပြောနေအထိုက်လျောက်ကိုကိုမင်းပတ်စံလည်းတက်တာဝါနေတာပေါ့နော်လူဒန်းလို့ရှိရပြီး ရရဟုဘာဝရရအနေနဲ့အသုံးပြုလို့ရတယ်လို့ပြောနေတယ်ပဲ။ဇာနီကုန်းချုပ်ပါရဲ့နော်။